မင်္ဂလာပါခင်ဗျာအိုင်ဒီယာမြန်မာကနေပြီးတော့အော်တိုပါလ26ရက်နေ့မြန်မာနိုင်ငံတဝမ်းလုံးမှာရှိနေတဲ့စည်ရေးစီးပွားရေးလူမွေးသတင်းတွေကထူးခြားတဲ့သတင်းချို့ကိုအောက်နှုတ်တင်ပြပေးမှာဖြစ်ပါတယ်ပထမဆုံးတင်ပြပေးလိုတဲ့သတင်းပုဒ်ကတော့လိုင်စာနဲ့မိုင်းချရန်ပြုတ်နေစက်ကိတ်အဝင်ထွက်တွေပြန်ဖွင့်နေဆိုတဲ့သတင်းဖြစ်ပါတယ်လိုင်စာနဲ့မိုင်းချရန်တရုတ်နယ်စပ်ဂိတ်တွေကိုမနေ့ကအော်တိုပါလ24ရက်နေ့ညပိုင်းကစပြီးအဝင်ထွက်တွေပြန်ဖွင့်လိုက်ပြီဖြစ်ကြောင်းဒေသခံတွေစီကသိရပါတ အရင်ကဂိတ်တွေဖွင့်ပေမဲ့ကြံပါဝင်တရုတ်ကုမ္ပဏီတွေရဲ့ပစ္စည်းတွေကသာတိမ်ခွင့်ပြုခဲ့တာဖြစ်တယ်လို့သူကပြောပါတယ်။တရုတ်ဘက်ကကောကချင်ဘက်အချမ်းကကောအုံစီပစ္စည်းတွေတိမ်ခွင့်ရပြီလို့သူကပြောပါတယ်။မြေရှားတပ်ထုနဲ့ပတ်သက်ပြီးအနောက်နိုင်ငံဘက်ကဆက်သွယ်စကားပြောဖို့ရှိကြောင်းသတင်းထွက်ပေါ်လာတဲ့နောက်ပိုင်းတရုတ်ဘက်ကပြောင်းလဲလာတာဖြစ်တယ်လို့မြေရှားတပ်ထုတွေမကဘဲမြန်မာဘက်အချမ်းကတန်ဖိုးရှိတဲ့တပ်ထုပစ္စည်းတွေအကုန်တိမ်လိုတာကြောင့်နေဆက်ကိတ်ဖွင့်တာလို့ ူဆရတယ်လို့ဒီမှာကပြောပါတယ်ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ငင်းငယ်အတွက်မျိုးဆက်သစ်လူငယ်များကို လေ့ကျင့်သင်ကြားမွေးထုတ်ရန်ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကတိုက်တွန်းနေဆိုတဲ့သတင်းဖြစ်ပါတယ်ငင်းငယ်အတွက်လူရင်းမွေဖင်ပြိုးတိုးတက်ရန်လိုအပ်နေတယ်လို့သုံးသပ်တွေ့ရှိရပြီးငင်းငယ်အတွက်မျိုးဆက်သစ်လူငယ်များကိုလေ့ကျင့်သင်ကြားမွေးထုတ်ပြန်လွယ်အောင် NCA ၁၀နှစ်ပြည့်နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရာပြေကတနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရစရေးသဘောတူစာချုပ် NCA ဆယ်နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားပြန်လည်သုံးသပ်ခြင်းစီဝေးမှာပြောကြားခဲ့တယ်လို့သိရပါတယ်။အဆိုပါ NCA ဆယ်နှစ်ပြည့်နှစ်ပတ်လည်နေ့အထိမ်းအမှတ်လုပ်ရုံဆွေးနွေးပွဲမှာနိုင်ငံရေးစီးပွားရေးနဲ့ NCA ဆိုင်ရာအကြံပြုချက်စုစုပေါင်း63ချက် ရရှိခဲ့ပြီးအချို့အချက်များသည့်အကျိုးရှိသည့်အကြံပြုချက်များဖြစ်ကြောင်းနဲ့လူငယ်များငြိမ်းချမ်းရေးကိုစိတ်ဝင်စားသည်ကိုတွေ့ရကြောင်း ကျွန်တော်စုဝင်းကြီးကပြောကြားတယ်လို့သိရပါတယ်ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းပုဒ်ကတော့ KK Pack နေမြေမှနိုင်ငံသား152ဦးကိုထိမ့်သိမ်းထားတယ်ဆိုတဲ့သတင်းဖြစ်ပါတယ် KK Pack နေမြေမှနိုင်ငံသား152ဦးကိုထိမ့်သိမ်းထားတယ်လို့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီသတင်းထုတ်ပြန်ရေးဖွဲ့ကထုတ်ပြန်ပါတယ်တမတော်နဲ့ BGF နေသားတောင်းတက်တွေဟာအော်တိုဘားလ22ရက်နေ့ည7:00နာရီကမှမြောက်ရီမြို့နယ် မဲထော်ကလေးကြည့်အောင်စု KK ပတ်နေမြေတွင်းသို့ရှောင်းတခင်ဝင်ရောက်စစ်ဆေးမှုတွေဆောင်ရွက်ခဲ့ကြတာဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီလိုဆောင်ရွက်ရမှာ KK ပတ်နေမြေတွင်းမှာမြန်မာနိုင်ငံသားအလို့သမားတွေနဲ့နိုင်ငံသားသားတွေဟာကင်းပြင်းနေမြောက်ရီမြို့ပေါ်ရက်ကွက်မဲထော်ကလေးကြည့်အောင်စုဖလူကြည့်အောင်စုမင်းလက်ပံကြည့်အောင်စုနဲ့တစ်ဖက်ထိုင်းနိုင်ငံမဲဆောက်မြို့ကိုထွက်ပြေးတင်းရှောင်တယ်လို့ထုတ်ပြန်ချက်တွေမှာဖော်ပြထားပါတယ်အဲဒါကြောင့်လုံခြုံရေးတပ်ဖွဲ့ဝင်တွေကဌာနဆိုင်ရာတာဝန်ရှိသူတွေဟာနေမြေတည်ငြိမ်အေးချမ်းမှုရှိစေရေး online နောင်ကစားမှုနဲ့ online လိမ်လည်မှုဆောင်ရွက်နေသူတွေမပါရှိစေရအတွက်ထပ်ပြေးတင်းချောင်သူတွေကို စစ်စစ်ဖော်ထုတ်ထိမ့်သိမ့်မှုတွေဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းပုဒ်ကတော့စစ်မှုထမ်းတပ်သားများကိုစွန့်ရီတတိဆိုင်ရာစုလက်မှတ်များချိမြင့်နေဆိုတဲ့သတင်းဖြစ်ပါတယ်။စစ်မှုထမ်းဥပဒေအရစုဆောင်ထားသော MS 1တမ14တိသင်္นานစင်းစစ်မှုထမ်းများအနက်မှ1822ခုစစ်မြေပြင်စစ်အဆင့်2 စွန့်ရည်တက်တီဆိုင်ရာဆုလက်မများပေးထားကြောင်းသိရပါတယ်။စစ်မေပြင်အစင်တို့မှာအမှတ်စဉ်1မှာ289ဦးအမှတ်စဉ်2မှာ200ဦးအမှတ်စဉ်3မှာ209ဦးအမှတ်စဉ်4မှာ264ဦးအမှတ်စဉ်5မှာ192ဦးအမှတ်စဉ်6မှာ265ဦးအမှတ်စဉ်9မှာ152ဦးအမှတ်စဉ်10မှာ80ဦးအမှတ်စဉ်9မှာ63ဦးအမှတ်စဉ်10မှာ39ဦးအမှတ်စဉ်17မှာ43ဦး အမှတ်စဉ်၁၂မှ၁၉ဦးအမှတ်စဉ်၁၃မှ၇ဦးအမှတ်စဉ်၁၄မှ၁ဦးတို့ဖြစ်တယ်လို့သိရပါတယ်။ထို့ပြင်စွန့်ဤတတိဆိုင်ရာစုလက်မြန်မာပေးရတွင်တရဲကောင်းမတန်ဝင်အမှတ်စဉ်၁မှ၁ဦးတမရော်ကာကွယ်ရေးဦးစီးချုပ်သူရဲကောင်းလက်မှတ်အမှတ်စဉ်၁မှ၂ဦးတမရော်ကာကွယ်ရေးဦးစီးချုပ်ဤဂုံလူဆောင်လက်မှတ်အမှတ်စဉ်၆မှ၂ဦးဒုတိယတမရကာဝေးဦးစီးချုပ်၏ချီကျူးဂုံပြုလက်မှတ်အမှတ်စဉ်၁မှ၁၀ဦးကစားထမှုချီကျူးဂုံပြု၅ဦးပါ စစ်စည်ရေးအထူးတပ်ဖွဲ့မှုချီကျူးဂုံပြူအမတ်စဉ်၄မှတဦးစစ်တိုင်းမှုချီကျူးဂုံပြူမှုအမတ်စဉ်၁မှ၂ဦးအမတ်စဉ်၆မှ၂ဦးလို့ဖြစ်တယ်လို့သိရပါတယ်ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့အင်းဝမြူဟောင်းမောင်ဥဒရာအုံလန်းတူဖော်မှုဒေသခံများသွားလာရေးအခက်ကြုံနေရတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်မန္တလေးတိုင်းဒရဦးမြူနယ်အင်းဝရှေဟောင်းဒေသအင်းဝမြူဟောင်းရှိမဟာဇေယပထမောင်ဥဒရာအုံလန်းတူဖော်သွားလာရေးအခက်ခဲကြုံနေတာကြောင့် ေသခံများထံမှသိရပါတယ်အလျား400ကျော်တမိုင်ကျော်ရှိပြီးအနက်22ပေကန်းရှိသောမဟာဇေယပထတရာဟာအင်းဝမြို့ဟောင်းနဲ့တရုံမြို့ဟာဆက်သွယ်ထားသောလမ်းပေါ်မှာတရှိတာဖြစ်ပါတယ်စတုတ္ထအင်းဝခေကဘာကြီးတော်စကိုင်းမင်းလက်ထက်တက်ကရစ်1184ခုနှစ်စလင်းမြို့သားမင်းသားကြီးဦးအိုဦးဆောင်က9နှစ်ကြာပြီးဆောက်ခဲ့ပြီးမဟာဇေယထတရာဟုကပီးတင်ခဲ့တော်လဲဆောက်လုပ်သူ၏အမိကိုဆွဲပြုပြီးဦးအိုအုံလန်းဟုသာလူသိထင်ရှားပါတယ် မာဇေယပထတရားမှာအုံမုတ်တိုင်ပါဝင်အုတ်လက်ရိုးတိုင်ကာများဖြင့်တိဆောက်ထားခြင်းဖြစ်ကလက်ရှိလမ်းသစ်နဲ့တထက်တည်းဖြစ်နေသောနေရာများ၌အုတ်တရားကြီးရဲ့အကာရံများကိုတွေ့မြင်နိုင်ပြီးရှီအောင်မွေနေဖြင့်ရှီအောင်သူတေသနာနဲ့အမျိုးသားပြတိုင်ဦးစီးဌာနမှာထိမ့်သိမ်းထားခြင်းဖြစ်တယ်လို့သိရပါတယ်။ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့စိတ်ဖြူမြုံနေရှောက်ပင်ကျေးရွာအထက်ကအကြောင်းမှမူလရန်ပြဆရာမတူနဲ့အရတသုံးကိုပြီးတဲ့အများကပန်းစည်းခေါ်ဆောင်နေဆိုတဲ့သတင်းဖြစ်ပါတယ်။ ဝေတိုင်းဒေသကြီးစိတ်ပြူမြို့နယ်ရှောက်ပင်အင်းကျေးကအထက်တန်းကျောင်းမှဝလာတန်းပြဆရာမတူဦးနဲ့၎င်းခင်မောပါဝဲရတသုံးခုကို PDF များကဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။စိတ်ပြူမြို့နယ်တရက်ခုံကျေးရွာမှနေထိုင်တဲ့ရှောက်ပင်အင်းကျေးရွာအခြေခံပညာထက်တန်းကျောင်းမှဒုတိယမူလာတန်းပြကျောင်းဆရာမဖြစ်သူဒေါ်ကျွကျွထေးခင်မုံဖြစ်သူဥဇော်မင်းစိုးနဲ့အတူရှောက်ပင်ကျေးရွာမှနေထိုင်သောကိုရဲလင်းအောင်မောင်းနေတဲ့မော်တော်ယာဉ်ဖြင့်အော်တိုဘားလ22ရက်နေ့နံနက်ပိုင်း တရက်ခုံကျွော်မှာစိတ်ဖြူမျိုးတို့ထွက်လာစဉ်စိတ်ဖြူကစောမှရှောက်ပင်အင်းကျေးရသွားကမ်းလမ်းဘေးမှာပီရီယများက၎င်းတို့စီးနှင်းလာတဲ့မော်တော်ယာဉ်ကိုတားဆီးပြီးအဆိုပါမော်တော်ယာဉ်နဲ့အတူဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်ထို့သို့ဖမ်းဆီးခံရသူများပြန်လည်ကယ်တင်နိုင်ရေးအတွက်လုံခြုံရေးတပ်ဖွဲ့ဝင်များကလွဲတဲ့လုံခြုံရေးလုပ်ငန်းစဉ်များနဲ့အညီဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်ဒီနေ့ဖော်ပြပေးခဲ့တဲ့သတင်းတွေကတော့မြန်မာနိုင်ငံတစ်ဝက်လုံးမှာရှိတဲ့စီးရဲစီးပွားရေးလူမှုသတင်းတွေကထူးခြားတဲ့သတင်းချို့ကို ောင့်တို့ပြပြပေးလိုက်တာဖြစ်ပါတယ်အားလုံးကိုစိတ်နှပြစမ်းမွှယ်လန်းကြပါစေခင်ဗျာ